ထဲနေကန်ရှိဖျားခြားချင်းဆောင် KIC မီယိုဟောင်းဆေယိုကမြန်မာလူ့သမား180ဦးအလောက်ကနေရုတ်တရက်ဇနာခံလိုက်ရတဲ့အတွေ့အခက်အခဲဖြစ်နေတယ်လို့လူ့သမားတွေကိုကူညီဆောင်ရွက်ပေးနေတယ်မြန်မာလူ့သမားကူညီဆောင်ရှောင်ရေးအဖွဲ့ WAGC ကတည်ရပါတယ်လာမယ့်ဂျွန်လ28ရက်နေ့မှာဆေယိုပေးသေးတော့မယ်ဆိုပြီးလူ့သမားတွေကို ဂျွန်နာဆန်ဟာယနေ့ကစာလို့အလုရှင်ဖက်ကရုပ်တဲ့အလုရန်နာလိုက်တာပါအလုရန်နာခံရချိန်မှာအလုသမားတွေဟာလှဝါခါဆေးရစာရဖို့ရှိနေတဲ့ပြင်အလုလုခွင့်လက်မှန်ပန်းရောက်ကအသိနဲ့ဝါပါမင်းပီဇာတက်တန်းတိုကိစာတွေကိုစိတ်ယုံနဲ့တူပြုတ်လုထားပြီးကိုကြအစီကိုလေစိတ်ယုံကိုပေးသွင်းထားပြီးဖြစ်တယ်လို့အဖွဲ့တာဝန်ခံ ကိုမှုတိုင်းကပြောပါတယ် စိတ်ယုတ်ဖက်ကအလုံသမားတွေကိုကြိုတင်အကြောင်းကြားတာနိနာချေပေးတာမရှိတဲ့အပြင်လက်ကျန်သွားခါတွေကို မထုတ်ပေးတဲ့အတွဲစောင့်ဝိနေရခက်ခဲပြီးဖြစ်နေကြတယ်လို့ကိုမုတ်တန်းကပြောပါတယ်။ထက်ရောက်အလုံသမားတွေအလုတ်ကရန်နာခံရရင်လုတ်တဲ့အလိုက်နိနာချေကိုစိတ်ယုတ်ဖက်ကတောင်းဝင်ယူပေးရမယ်လို့ဦးရေရပြတ်ထန်းထားပါတယ်။ဒါကြောင့် WAG အဖွဲ့ဟာလုံသမားတွေနဲ့ပူးပေါင်းပြီး နေမီကန်အလုတ်သမားကာကွယ်စောင့်ရှောက်ရေးယိုဆာဝါရီကန်စီဒီနေ့ဂျွန်လ25ရက်နေ့မှာတွားရောက်တိုက်ကြားထားပြီးညှိနှိုင်းနေစေဖြစ်တယ်လို့ WAGC ကသိရပါဗျာ။ ထိုင်ရောက်မြန်မာအလို့သမားတွေအလို့ထုတ်ခံရတာလုံဝါခမရတာစာရွက်စာတမ်းတွေ သိသိခံရတာစားတဲ့အလို့သမားအခွင့်အရေးတွေချိုးဖောက်ခံရရင်နိစရာမြန်မာအလို့သမားအဖွဲ့တွေစီအကူအညီတောင်းခံဖြစ်ရှင်းတင်တယ်လို့ WAG အဖွဲ့ကတိုက်တွန်းထားပါတယ်